အာဂါဒယင်မှာထိခိုက်မှုအနေချင်းရှိခဲ့တယ်လို့ယုံကြည်ရတဲ့အခြေအနေကြောင့်တရုတ်အာဂါဒယင်မှုတွေရဲ့ကဘာမီအပြန်ခရီးစဉ်ကိုယာယီဆိုင်းငံ့ထားကြောင်းသိရပါတယ်။တရုတ်ရဲ့တီယန်ကောင်းအာဂါဒစခန်းကို ရောက်နေတဲ့အာဂါဒယင်မှု၃ဦးကအစောပိုင်းမှာတော့နိုဝင်ဘာ9ရက်နေ့ကျရင်ကဘာကိုပြန်လာဖို့ရထားခဲ့ပါတယ်။ဒါပေမဲ့အာဂါဒထဲမှာလွင့်မျောနေတဲ့အာဂါဒအမိုက်တချို့ကသူတို့စီးနင်းလိုက်ပါမဲ့ယင်ကို ထိခိုက်စေခဲ့တယ်လို့ယူဆရတဲ့အတွက်အပြန်ခရီးကိုဆိုင်းငံ့စေခဲ့တာဖြစ်ပါတယ်။အခုပြောလိုက်တဲ့ အာကာသအမိုက်ဆိုတာကတော့စွန့်ပစ်လိုက်တဲ့ဂျူဒူဟောင်းတွေလိုအရာတွေကနေအစိတ်ပိုင်းငယ်တွေအဖြစ်ပြုတ်ထွက်ပြီးဥတီယာမဲ့ရွေးရှားမျောပါနေတဲ့လူလုပ်ပစ္စည်းတွေကိုဆိုလိုတာပါ။ရှန်ဂျိုး20အာကာသယင်ဟာအာကာသအမိုက်အသေးမွှားတချို့နဲ့ထိတွေ့ခဲ့တယ်လို့ယူဆရကြောင်းဒါကြောင့်ယင်ကိုယ်တည်းရဲ့ထိခိုက်နိုင်ခြင်းနဲ့အန်ဒီရဲ့ရှိနိုင်တဲ့အလားအလာတွေကိုကျွမ်းကျင်သူတွေကပြန်စစ်ဆေးနေကြောင်းအာကာသယင်မှုတွေရဲ့လုံခြုံရေးနဲ့မစ်ရှင်အောင်မြင်ရေးအတွက် ရှန်ဂျိုး20ရဲ့အပြန်ခရီးကို နိုဝင်ဘာ9ရက်နေ့မှာစီစဉ်ထားရကနေရွှေ့ဆိုင်းလိုက်ရကြောင်းတရုတ်အာဂါဒအေဂျင်စီကကြေညာခဲ့ပါတယ်။တရုတ်အာဂါဒရင်မှုတွေကတီယန်ကောင်အာဂါဒစကန်ကိုဧပြီလကလေးကရောက်ရှိနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာတော့သူတို့နေရာကိုအစားထိုးမဲ့အာဂါဒရင်မှုတွေကရှန်ကျို21အာဂါဒရင်နဲ့အတူရောက်လာတာကြောင်းငโกရင်မှု3ယောက်ကကဘာစီပြန်လာဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။အခုလက်ရှိအာဂါဒရင်ရဲ့ဘယ်အစိတ်ပိုင်းမှာထိခိုက်ခဲ့တယ်လဲဆိုတာကိုလည်းအတိအကျထုတ်မပြောသေးပါဘူး။ ကဘာပတ်လန်းတဲမှာတိဆောက်ထားတဲ့တီယန်ကောင်းအာဂါသစကန်မှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်လို့ပွင့်ပွင့်လင်းလင်းကြီးညာလေးမရှိပါဘူးအဲ့ဒီအာဂါသစကန်ဟာ2020ခုနှစ်ကစတင်လုပ်ငန်းလဲပတ်နေခဲ့တာဖြစ်ပါတယ်2023ခုနှစ်ကလည်းဆိုလာပြားတွေကိုအာဂါသအမှိုက်တွေထိမှန်ခဲ့တာကြောင့်စကန်ရဲ့အစိတ်ပိုင်းတချို့ဓာတ်အားပြတ်တောက်ခဲ့ပါတယ်နောက်တော့အာဂါသရင်မှုတွေကအာဂါသတဲ့ထွက်လန်းလျှောက်ပြီးပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်လို့စကန်ရဲ့အပြင်ဘက်နိုင်ငံကိုပုံမအားဖြစ်ခဲ့ရပါတယ်ရှင်